အမေရိကန်ဒေါ်လာဈေးနှုန်းပြန်လည်မြင့်တယ်လားအမေရိကန်သမ္မတဒေါ်နယ်ထရရဲ့အကောက်ခွန်နေနဲ့ပတ်သက်ပြီးမတိချမရေရာမှုတွေရှိနေပေမယ့်မတ်လ20ရက်နေ့ကအမေရိကန်ဒေါ်လာဈေးဈေးပြန်လည်မြင့်တက်လာတာကို CMA သတင်းမှရေးသားထားပါတယ်အခုနှစ်အတွင်းအသူနှုံထားတွေထက်မဲ့လျှော့ချဖို့အတွက်အမေရိကန်ဗဟိုဘဏ်ကညွှန်ကြားချက်ထုတ်ပြန်ပြီးတဲ့အကြမ်းအားဒေါ်လာဈေးနှုန်းတွေကကျယ်ပြားစွာမြင့်တက်လာတာဖြစ်ပါတယ်။အမေရိကန်မူဝါဒအချက်အလက်တွေက မလ19ရက်နေ့ကအသွုံနှောင်းကိုတင်းငိမ့်စွာထိန်းထားပြီးနောက်အခုနှစ်နှောင်းပိုင်းကစပြီးအသွုံနှောင်းကိုလေးပုံသဘုံလျှော့ချဖို့ညွှန်ကြားချက်တွေထုတ်ပြန်ထားတာလည်းဖြစ်ပါတယ်ငွေကြေးဖောင်းပွားမှုတွေအသွုံးနှုံးတွေကိုတည်ငြိမ်စွာထိန်းသိမ်းထားပြီးနိုင်ငံစီးပွားရေးပုံမှန်ခိုင်မှအားကောင်းလာစေဖို့အတွက်ဥတည်ဆောင်ရွက်သွားမှာဖြစ်ကြောင်းအမေရိကန်ဗဟိုဘဏ်ဥက္ကဋ္ဌဂျီရိုမီပိုဝဲကပြောကြားထားပါတယ်။လက်ရှိမှာဒေါ်နယ်ထရပ်ရဲ့အမေရိကန်ကုန်သွယ်ဘက်တွေအပေါ် တွင်းကုန်ခွန်စည်းကြမ်းမှုတွေကြောင့်နိုင်ငံစီးပွားရေးအတွက်အကျိုးသက်ရောက်မှုတွေရှိနေသလိုရင်ဆိုင်နေရတဲ့စိန်ခေါ်မှုများစွာလည်းဖြစ်ပေါ်နေတာပါဒီလိုအကြောင်းတရားတွေကြောင့်ဈေးကွက်တွေပြတ်သွားမှာကိုစိုးရိမ်နေပြီးဗဟိုဘဏ်ကအသွုံနှုံထားတွေပြန်ဖြေရောမှုထိန်းချုပ်ဆောင်ရွက်နေပြီးစီးပွားရေးအင်အားပြန်လဲခိုင်မာတောက်သင်းလာအောင် ဆောင်ရွက်သွားဖို့လည်းကြိုးပမ်းနေတာဖြစ်ပါတယ် မြန်မာကွန်ရက်သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။